အဲစီကောင်းဆောင်ကိုဖိတ်ကြားမယ်လို့ကျမတို့သတင်းရရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့26ရက်နေ့ရက်စွဲနဲ့ကျမတို့ဘင်းစတက်အဖွဲ့ဝင်နိုင်ငံအသီးသီးစီကိုကျမတို့ကန့်ကန့်ကွက်အကြောင်းစာရေးသားပေးပို့ခဲ့တာရှိတယ်အထူးသဖြင့်ကျမတို့လက်ခံကျင်းပတဲ့အဲနိုင်ငံပေါ့နော်ကျမတို့အိမ်ကြီးချင်းနိုင်ငံကိုလည်းကျမတို့မြစ်တာရက်ခံပန်ကြားခဲ့တာရှိပါတယ်မစ္စတာလုံးမဲမစွာပါဒါကတော့တရောင်းစားဆိုရရဲ့နိုင်ငံတကာတောင်းစာရေးဝန်ကြီးဒေါ်စင်မအောင်ပဲဖြစ်ပါတယ်ဒေါ်စင်မအောင်ကတော့နိုင်ငံတကာ နေနဲ့လက်ရှိနာဆကအစိုးရနဲ့ပေါ်ပေါ်ထင်းထင်းဆက်ဆံရေးတွေပြုလုပ်နေတာကိုကန့်ကွက်ကြောင်းအချိန်မှာတောင်းကြိုးရမှာဖြစ်ကြောင်းအရှက်မရှိပြောဆိုလာပါတယ်။တို့နားထောင်ကြည့်အောင်ခင်ဗျာ။ပေါ့နော်။တရားဝင်မှုအဲပို့ပြီးတော့ရနေတဲ့အောင်ပေါ့နော်။ဒီစစ်ကောင်စီကလှုပ်ခွင့်ရနေတဲ့အချက်ပဲဖြစ်ပါတယ်။ဆိုတော့အဲ့ဒါကတော့ကျမတို့အတွက် concern ဖြစ်စရာကောင်းတယ်။ဒါကြောင့်မို့လို့အခုဒီသတင်းစာရှင်းလင်းပွဲကနေပြီးတော့တစဉ်ကျမတို့ကထုတ်ဖို့ ပြောကြားလိုတာဖြစ်ပါတယ်ခုနအာဆီယံနိုင်ငံသားရေးဝန်ကြီးနှစ်ဦးသွားမယ်ဆိုတာလည်းအဲကျွန်တော်တို့ကြိုတင်ပြီးတော့တတင်းရရှိခဲ့တာရှိသလိုဒီလက်ရှိအာဆီယံချဲအနေနဲ့တာဝန်ယူထားတဲ့မလေးရှားနိုင်ငံသားရေးဝန်ကြီးဌာနနဲ့ဝန်ကြီးနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဆက်သွယ်ဆောင်ရွက်မှုတွေရှိပါတယ်နော် ASEAN special envoy ရုံးနဲ့ဆိုလို့ရှိရင်လည်းဆက်သက်ဆောင်ရွက်မှုတွေရှိပါတယ်။ဒါဟာဒီ envoy တွေက ဒါသူတို့ရဲ့မန်ဒိတ်လည်းဖြစ်တယ်သူတို့ဒီ SSC မှာမဟုတ်ဘူး NUG မှာမဟုတ်ဘူးတခြားသော stakeholder တွေနဲ့လည်းပဲဒီလိုထိတွေ့ရမယ်တွေ့ဆုံရမယ်ဆိုတာဒီအဲသူတို့တွေရဲ့ mandate နဲ့လုပ်ငန်းတာဝန်ပဲဖြစ်ပါတယ်ဒါသူတို့တာဝန်ကိုသူတို့ထမ်းဆောင်တာဖြစ်တယ်တစ်ချက်ကကျွန်တော်တို့တွေနဲ့ထိတွေ့ဆောင်ရွက်တဲ့အခါမှာဒီ public မဟုတ်ဖဲနဲ့ပေါ့နော် private ဤသွားနေတာတွေကိုအခုချိန်ကစလို့ရတန်းကတော့ရက်ဖို့လို့လုံနေပြီဆိုတာကိုတော့ကျွန်တော်တို့တောက်လျှောက်ပြောပါတယ်ဒါကြောင့်အခုဒီနေ့သတင်းစာရှင်းလင်းပွဲမှာလည်းပဲပေါ့နော်ကျွန်တော်တို့ထုတ်ဖော်ပြောကြလို့တာကတော့ human special envoy နဲ့လည်းကျမတို့စဉ်ဆက်မပြတ်အဲထိတွေ့ဆောင်ရွက်မှုတွေအဲတည်င်းအဲဖလဲအချက်လက်ဖလဲမှုတွေရှိပါတယ်ဆိုတော့ကျမတို့အနေနဲ့ပြောကြလို့ရတယ်ပေါ့နော်ဆိုတော့အဲ့တော့ဒီအခြေအနေကိုအကြောင်းပြုပြီးစစ်ကောင်စီကိုနိုင်ငံတကာကအတိမတ်ပြုလာသလားမပြုဘူးလားဆိုတာကအခုဒီအခြေအနေတစ်ခုတည်ငြိမ်တဲ့အခြေအနေတစ်ခုကိုရောက်သွားပြီဆိုလို့ရှင်တော့ပေါ်လွင်လာပါလိမ့်မယ်တမ်းမသိတဲ့ပြဿနာစာမရှိတဲ့ပြဿနာ ဘယ်သူတွေကဘယ်တန်းလဲဘယ်ဟာတွေကဘယ်တတတန်းလဲတော့မသိဘူးကျမတို့တောက်လျှောက်ပြောကြလို့တာကတော့ဒီဟာကိုအကြောင်းပြုပြီးတော့ဒါကြောင့်နိုင်ငံရေးအရာအမျက်မထုတ်ဖို့လို့လူတွေခုနရှေ့မှာရှင်ရင်းစွဲရှိနေတဲ့အပြည်သူလူထုရဲ့အဲသဘောထားတွေ aspiration တွေစိတ်ကောင်းစီပေါ်မှာထားနေတဲ့သဘောထားအမြင်တွေကသူ့ရဲ့အပြုတ်အမူတွေမပြောင်းလဲပဲနဲ့ကျမတို့ဟိုနိုင်ငံတကာဘက်ကအပြောင်းလဲဖြစ်ပြီးတော့ တရားဝင်မှုပေးလိုက်တာမျိုးအတိမတ်ပြုလိုက်တဲ့ဆက်ဆံရေးမျိုးကိုမဖြစ်ဖို့လိုတယ်ဆိုတာကတော့ကျွန်မဒီမှာလက်ထပ်လောင်းပြီးတော့ပြောလိုတာဖြစ်ပါတယ်ခုနအန်ယူဂျီမှာရှိနေတာဖားသေးရဲ့ဖားကောင်းရဲ့တဒေါင်းသားရဲ့ဘင်းစတက်အစည်းအဝေးကလည်းထုံးလေးလေးကောင်းပါပဲဘင်းစတက်အစည်းအဝေးမတိုင်ခင်အဲစီကောင်းဆောင်ကိုဖိတ်ကြားမယ်လို့ကျမတို့တရင်ရရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့26ရက်နေ့ရက်စွဲနဲ့ကျမတို့ဘင်းစတက်အဖွဲ့ဝင်နိုင်ငံအသီးသီးစီကိုကျမတို့ကန့်ကန့်ကွက်အကြောင်းစာရေးသားပေးပို့ခဲ့တာရှိတယ်။အထူးသဖြင့်ကျမတို့ လက်ခံကျင်းပတဲ့အဲနိုင်ငံပေါ့နော်ကျမတို့အိမ်ကြီးချင်းနိုင်ငံကိုလည်းကျမတို့မြေတားရက်ခံပန်ကြားခဲ့တာရှိပါတယ်ဒီအိမ်ကြီးချင်းနိုင်ငံအနေနဲ့လည်းပဲဒီအချိန်မှာဒီစစ်ကောင်စီကိုလက်ခံတွေ့ဆုံခြင်းအပြင်တရားမမှုပေးလိုက်သလိုဖြစ်မယ်တစ်ဖက်မှာလည်းပဲဒီစစ်ကောင်စီဟာအကြမ်းဖက်စစ်ကောင်ဆောင်ဟာရာဇဝတ် ရာဇဝိကောင်အဖြစ်နဲ့ပေါ့နော်ဒီဒီတရားခံအနေနဲ့အဲဝရမ်းထုတ်ခံထားတဲ့သူလည်းဖြစ်တယ်လို့သူ့လက်ကသွေးစွန်းနေတယ်လည်းဖြစ်တယ်။ဒါကြောင့်မို့လို့ဒီအဲအထူးသဖြင့်ပေါ့နော်အင်ကြီးချင်းနိုင်ငံဖြစ်ရုံနဲ့မကဘူး။ကျမတို့ဒီလူ့ခွင့်ရေးကောင်စီရဲ့အလှည့်ကျအဖွဲ့ဝင်ပေါ့နော်။ဟိုနိုင်ငံတနိုင်ငံလည်းဖြစ်နေတယ်။ဒါလူ့ခွင့်ရေးကောင်စီရဲ့အဲအဖွဲ့ဝင်နိုင်ငံတနိုင်ငံအနေနဲ့အဲလိုက်ပါဆောင်ရွက်ရမယ်။အဲဒီပေါ့နော်ကျင့်ဖို့တွေရှိတယ်။ အဲနှုတ်ဆန်တမှုတွေရှိတယ်ဒါတွေနဲ့လည်းစန့်ကျင်နေတာဖြစ်တဲ့အကြောင်းကိုတော့ကျွန်တော်တို့ seriously ပေါ့နော်အကြောင်းကြားခဲ့တာ ရှိပါတယ်ပေါ့နော်တော်တော်လည်းပဲအဲဒါစစ်ကောင်းဆောင်ကိုလက်ခံတွေ့ဆုံခဲ့တယ်အဲ့တော့နောက်ဆက်တွဲဖြစ်ပေါ်လာမယ်အခြေအနေတွေကတော့ဖိတ်ကြားတဲ့နိုင်ငံတွေလက်ခံတွေ့ဆုံတဲ့သူတွေရဲ့တာဝန်ပဲဖြစ်ပါလိမ့်မယ်လို့ကျေးဇူးတင်ပါတယ်အော်ဒေါ်စင်မအောင်ရဲ့ခင်ဗျားတို့နော်ကိုအဆင့်ကိုနေရာကိုအကြောင်းကိုတော်တော်မသိကြဘူးနော်ခုချိန်ထိလိုင်းပေါ်တက်ပြီးတော့ရှမ်းရှိတဲ့ညနာတွေနဲ့ထွက်ထွက်ပြီးတော့ရှောက်ပြောနေနော်ခင်ဗျားတို့လည်း ဟိုမင်းမကုန်းလိုပဲတလားတစ်ခါဟိုငတ်နေတော့လူကုန်းထွက်ပြလာပါတော့နော်လုံးထွက်ပြပြီးခောက်ခောက်ကောင်းတောင်ပြောအမြောက်ပြောပြီးပြာချီစားရလျှောက်ပြောရတာပေါ့နော်ကိုရှင်ကိုတိ့ကိုကောင်းပြီးနော်ကျွန်တော်တို့ကိုဘယ်သူမှတိ့မှမပြုတ်ဘူးကျွန်တော်တို့ကိုကိုမလိမ့်နဲ့ကျွန်တော်တို့ကိုယ်တိုင်လည်းသိတယ်နော်ကျွန်တော်တို့ချင်းချင်းလည်းသိတယ်ကျွန်တော်တို့ကဘာမှဟိုဟိုဘယ်လိုပြောမလဲအဆင့်တန်းရှိတဲ့အောက်တန်းသားဖွဲ့စည်းဆိုတာလူတိုင်းသိနေပြီနိုင်ငံကလည်းသိတယ်အဲ့တော့ခင်ဗျားတို့ခုဘယ်လိုပဲလုပ်လို့ခင်ဗျားတို့ကြားလေခင်ဗျားတို့ဘေးရောက်ဘေးရောက်ဘေးရောက်ခင်ဗျားတို့ကဟိုးချီးပင်းနေကြပါလေ ဲ့ဒါကိုလည်းခင်ဗျားတို့ခုချိန်ထိဟို social media ရဲ့နန်းနာတွေတက်တက်ပြီးတော့ဟိုမြန်မာပြည်ကနော်နပိန်းနေပေါ့နော်နီပိန်းနေဂျင်းထဲအေဂျင်းထဲဒီအဲ့ဒီမြန်မာပြည်နီပိန်းတွေကလည်းဟိုတုံးတော့ပေါ့တာကူးတယ်တက်မပြည့်တယ်ဘုလူရများနော်အောက်တန်စာနဲ့ဟိုဘယ်လိုပြောမလဲဟိုစာမတက်ပြင်းတက်တယ်များတယ်များတဲ့ချိန်မှာအဲ့နုပြောတာရှောက်ချုံတော့ပေါ့နော်အဲ့အဲ့ဒါပဲနော်ကျွန်တော်ရဲ့ဟို NUG ဆိုတာလေဘယ်ဘယ်နိုင်ငံမှသိမှန်ပြီဘူးဘယ်သူမှဟို တော့ဖို့ကိုမလုပ်တာဒါအလေးပုံလုံးနေပြီးနင်တို့ဖိပိတ်ပြီးတော့နှင်းနေလဲပုံပဲမသိလားခုနနင်ပြောတဲ့တော်တင်မအောင်ပြောတဲ့စကားမှကိုပုံလုံးသွားတယ်နော်ခင်ဗျားတို့ဘင်းစတစီဝေးကိုဒါစကားဥပဒေကိုမဖိဖို့သားမြစ်တယ်ဒါပေမဲ့ဘသူကဆောက်ဖက်လုပ်လဲဘသူကဆောက်ဖက်မလုပ်ဘူးလေဒါအုတ်ချင်းအဖြစ်နင်တို့ကိုယ်ကိုရှက်ဖို့ကောင်းတယ်နော်ရှက်တယ်ရင်ကွာလဲသိပြလိုက်တော့နင်တို့တုတ်ခဲ့လို့နော်ဒါပေမဲ့တင်မဲ့လူတွေလည်းမဟုတ်ပါဘူးနင်တို့ကဒီလူမျိုးမှမပြောရရင်လဲဒီပတ်စံမရဘူးလေဒါနဲ့ပဲစတော့နေရမှာတက်တက်လုံးမတည်ခင်အချိန်ထိနင်တို့ကဒီလိုပြောပြီးပဲပြည်သူတွေတည်းကနေချူပြီးပဲစတော့မယ်ပေါ့ရောက်သွားတာဘူးနော် 바로모두등하는거냐.